2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်436ပြင်ဆင်ရေးအတွက် ပြည်သူတွေလက်မှတ်ရေးထိုးဆန္ဒပြုနိုင်တဲ့ပုံစံတူစာအုပ်တွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကနေ NLD မြို့နယ်ရုံးတွေကိုစတင်ဖြန့်ဝေနေပြီဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဦးညံဝင်းကမေလ19ရက်နေ့ကပြောပါရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းစနစ်ကနေပုံမှန်436ကိုပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းတို့ပူးပေါင်းပြီးပုံမှန်436ပြင်ဆင်ရေးဟောပြောပွဲတွေကိုမေလ18ရက်နေ့နဲ့18ရက်နေ့တွေမှာရန်ကုန်နဲ့မန္တလေးမြို့တွေမှာပြုလုပ်ခဲ့ပြီးပြည်သူတွေလက်မှတ်ရေးထိုးလှုပ်ရှားမှုကိုမေလ28ရက်နေ့ကနေဇွန်လ19ရက်နေ့အထိတနိုင်ငံလုံးမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီလိုပြည်သူတွေဆန္ဒပြုခွင့်ရှိတဲ့လက်မှတ်ထိုးဖို့အစအုပ်တွေဖြန့်ဝေရမှာတမျိုးနယ်ကိုနှစ်အုံနှုံနဲ့ဖြန့်ဝေတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းလူမှုဟော်ပြောဝဲကျင်းပရေးပူးပေါင်းကော်မတီအဖွဲ့ဝင်ဦးစိုးညွန်းကတိုင်တဲ့တိုင်စင်လက်မှတ်တောင်းတဲ့နီးနဲ့မလုပ်ပဲစုရဲ့ဆောင်ရွက်တွေထားပြီးမြို့နယ်ယုံဒါမှမဟုတ်ရက်ွက်ကြေးရွာကစီယုံရေးမှုတွေရဲ့အိမ်တွေမှာထားပြီးလက်မှတ်ရေးထိုးခိုင်းမှာဖြစ်တယ်လို့ပြောပါရယ် ပုံမှန်436ကိုဘာကြောက်ပြင်းမို့လိုအပ်တယ်ဆိုတာကိုပြည်သူတွေအလွယ်တကူသိနိုင်မို့လက်ကမ်းစာဆောင်တွေကိုတိမ့်နေချီဖြန့်ဝေထားတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသိရပါဗျ။မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို2008ခုနှစ်မေလ29ရက်နေ့မှာပြည်လုံးကျဆန္ဒခံယူပွဲကြီးနဲ့အတီးပြုတ်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီးဆန္ဒမဲပေးနိုင်တဲ့ပြည်သူ62ရာခိုင်နှုန်းရဲ့ထောက်ခံမှုရရှိခဲ့တဲ့ဆိုပေမဲ့လက်ရှိအချိန်မှာ အဆိုပါ2008အဖွဲ့အစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒထုတ်ဖော်မှုတွေကိုပြည်သူတွေကဇက်တိုက်ပြုလုပ်နေပြီးဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲတွေကိုလည်းပြည်သူအများအပြားတက်ရောက်နေကြတာဖြစ်ပါတယ်။